အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champions League တက်တဲ့အောင်လည်းမင်္ဂလာပါ။ဒါမနေ့ကတော့က Inter Miami အသင်းရဲ့ Superstar Leo Messi ကကလပ်အသင်းနဲ့၃နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်။ဆိုတော့အားလုံးသိထားပြီးသားကျွန်တော်တို့ Leo Messi ကစာချုပ်သစ်ချုပ်ဆိုမယ်ဆိုတာဒါဒါပေမဲ့အခုအလောက်ထိစာချုပ်ချုပ်မယ်လို့ကျွန်တော်တို့မတွက်ဘူးလေ။ Inter Miami နဲ့အတူ Leo Messi တေချာပေါက်ဆက်ရှိမှာဖြစ်မယ်။ အခုက2028ခုနှစ်အထိတက်တန်းတိုးလိုက်တယ်ဆိုတော့စာချုပ်စာချုပ်တင်ရအင်တာမိုင်ယမီအသင်းမှာလီယိုမက်ဆီဟာအသက်42နှစ်ထိဆက်ရှိမယ်ဆိုတော့အဓိကတော့အင်တာမိုင်ယမီရဲ့ကွင်းသစ်ပေါ့လေသူတို့ကွင်းသစ်ကြီးသူတို့စောက်ထားတယ်အိုက်ကွင်းတချီမှာကီယိုမက်ဆီပါပါဝင်ခြင်းနဲ့ဆန္ဒဆိုတော့သူ့ရဲ့အသင်းပေါ်ဖြစ်ကြတဲ့ဆာဂျူဘူးစကက်ကဒါကစားမပွားကဒီနှစ်ဒါဒီဇင်ဘာဆိုကုန်ပေါ့လေဒါအခုဒီဇင်ဘာဆိုကုန်ပြီမဲ့သူတို့ကမေဂျာလိပွဲတွေရဲ့ ဒါဘယ်လိုပြောမလဲ MLS cap ပွဲရှိသေးတယ်အဲ့ပွဲတွေပြီးမှသူနားမယ်နောက်တစ်ဖက်က Sachu Busquet အပြင်ကို Jordi Alba လည်းနားမယ်ဆိုတော့အဲ့နှစ်ယောက်စလုံးနားသွားမယ့်အချိန်မှာ Inter Miami အသင်းကသွေးသွေးလောင်းဖို့ရှိတဲ့အချိန်မှာကျွန်တော်ထင်တာက Leo Messi တနည်းလောက်ပဲဆက်ကစားလောက်တယ်တွတ်တာ ဒါပေမဲ့အခုအင်တာမိုင်ယမီအသင်းကနေအခုနောက်ထပ်2028ခုနှစ်တည်းရှိမယ်3နှစ် contract ပတ်တန်ထပ်တိုးလိုက်တယ်ဆိုအဲ့အတွက်ကြောင့်သူက2028ခုနှစ်တည်းဒါအင်တာမိုင်ယမီအသင်းမှာဆက်ရှိမယ်အခုမိုင်ယမီကိုရောက်လာတဲ့အချိန်ဒီနေ့ရာသီအတွင်းမှာဒါသူဆွမ်းဆောင်ရည်ကဒါမေဂျာလိပြိုင်ပွဲမှာ29ခုသွင်းတယ်ဖန်တီးမှု16ချိန်လုပ်ပြီးတော့ဒါမေဂျာလိပြိုင်ပွဲရဲ့ top goal scorer ရော top six ရောဖန်တီးမှုရောနှစ်ခုလုံးရတယ်မေဂျာလိပြိုင်ပွဲသမိုင်းတလျှောက်မှာ back to back ဒါဒီ most valuable player ဖြစ်တဲ့အဒီ MVP ပေါ့လေအကောင်းဆုံးပေါ်မှာစုကိုနှစ်နှစ်ဆက်ရမယ်တစ်ချိန်တည်းမှာပဲ Inter Miami အသင်းတွက်လည်းသူ record တွေအများကြီးတင်ထားတယ်ဆိုတော့ Leo Messi က Inter Miami ကို2023ခုနှစ်သူစရောက်လာတဲ့အချိန်ကနေစပြီးတော့ပေါ့လေ82ပွဲကစားတယ် Inter Miami အတွက်82ကိုတွင်းခဲ့ပြီးတော့မှ Inter Miami အသင်းကို super နှလုံးယူပေးထားတယ်ဒါ league ကပြိုင်ပွဲမှာ champion ဖြစ်တယ် အဲပြီးတော့မှဒါ supporter ရှိလို့ခေါ်တဲ့အမပေး champion supply ရတယ်နှစ်နှစ်စတိုက်ရတယ်ဒီနေ့ကတော့ခုလောလောဆယ်မှာ inter mind ပြီးကိုကွန်ကာကတ်လို့ခေါ်တဲ့ဒါကျွန်တော်ဥရောပမှာဆို champion league ပေါ့ဗျာအဲ့လိုပြိုင်ပွဲကို chess ပွဲအောင်လုပ်ပေးထားတယ်ဆိုတော့ Miami ကအခုသူ့ကို2028ခုနှစ်တိ3နှစ်တက်တန်းတိုးပြီဆိုတော့ inter Miami ကအခုလောလောဆယ်မှာ Sergio Busquets နဲ့ Elba ထွက်သွားတဲ့အတွက်ဒီနေရာမှာအစားထိုးဖို့ဆိုပြီးတော့သူတို့အခု Sergio Reguilón ဆိုတဲ့အရင် Tottenham Hotspur နဲ့ Sevilla ရဲ့ ဒါဘယ်လိုပြောမလဲဒီနောက်ခံလူကစားပေါင်းကိုခေါ်ထားတယ်မန်ယူနိုက်တက်မှာလည်းကစားဖို့တယ်စပါ့စ်မှာလည်းကစားတယ်ရယ်မက်ဒရစ်နဲ့ဆဗီယာမှာကစားတယ်ဒီချာတိတ်ကို29နှစ်ရှိတဲ့သူ့ကိုအလွန်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ထားတယ်တလတ်စတဲ့မှာပဲဒေးဗစ်ပက်ခမ်းကတော့တီချာပေါက်နောက်တန်းတယောက်နဲ့နှစ်ယောက်ကြားဖြစ်မယ် ဘူးစကန်လွတ်လပ်သွားတဲ့ကွင်းလေးကိုထပ်ဖြစ်မဲ့အနာကမှာအနာယူသွားနိုင်ပွဲရှိတဲ့လူ ਈ ဆွာရက်စ်ရဲ့နေရာကိုပါအစားထိုးဖို့ရည်ရွယ်ထားတယ်ဆိုပြီးသတင်းတွေတက်နေတယ်။ဆိုဒီနေရာမှာကျွန်တော်အခုဘာစဉ်းစားလဲဆိုတော့အင်တာမိုင်ယမီအသင်းမှာဒါအခုလောလောဆယ်အနေထားရနေမာဂျူနီယာတောက်ဝက်တောက်လျှောက်သတင်းတက်နေတယ်။ကျွန်တော်ပါစင်နေအရာဆိုရင်ကြော်ကြားမှုရဆိုရင်တော့ maybe အင်တာမိုင်ယမီအတွက်နေမာ အာကူရကောင်အာကူရနိုင်တာဗောလေဒါပေမဲ့ကျွန်တော်အမြင်တော့သူအလောက်ကြီးထူးထူးခြားခြားလုတ်ပြနိုင်တော့တာပေါ့ဘို့အသက်ကလည်း33ရှိပြီ injury လည်းမကြာခဏဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့နေမာကိုအလောက်ကြီးဟိုဟိုရောက်လာရင်တော့ဒါနေမာရဲ့ Messi ရဲ့အဲရဲ့ဒါ Suarez ရဲ့ MSN အတွေ့ဒါပေမဲ့အသက်အရန်ကြီးပြီလေ Suarez က Messi က38ရှိပြီအဲ Suarez က39ရှိပြီဆိုတော့နေမာက33အဲ့ထက်မှမှ Suarez နဲ့ Messi က injury တိတ်မဖြစ်တဲ့အချိန်မှာနေမာတောက်လျှောက် injury ဖြစ်တယ်ဆိုတော့အဲ့ဒီချက်ကဘာမှတိတ်တော့မထူးဆိုတော့အခုလောလောဆယ်မှာ Inter Miami အသင်းတဲ့ Leo Messi တတန်းထပ်တိုးမှုနောက်ဆက်တွဲမှာ David Beckham ကတော့ဒါ quality player တွေကိုခေါ်ယူပေးမယ်လို့ဒါသူဘက်က offer ပေးထားတယ်ဆိုတော့ Messi က၃နှစ် contract ချုပ်လိုက်ပြီးဆိုတော့ Sergio Reguilón တို့ဖြည့်ထားတယ်နောက်ထပ်ဘသူတွေဆက်ဖြည့်မယ်ဒါပေမဲ့အခုလောလောဆယ်မှာ Major League Club အသင်းမှာ2028ထိစာချုပ်တတန်းထပ်တိုးပြီးတော့အသင်းမှာ၃နှစ်တိတိဆက်ရှိမှာပါအားလုံးကြည့်ကြပါလား